လူတိုင်းဂျက်တနဲ့ဂျော်နီဝက်ကာဆိုပြီးသိကြပါမယ်ဒီတစ်ခါမှာတော့အထိုင်းမှာလက်တော်နာမည်ကြီးနေတဲ့ဝီစကီဟောင်ထောင်ကိုလေ့လာကြမယ်ဒီဝီစကီကဘာကြောင့်အထိုင်းမှာဒီလောက်လူကြိုက်များလာတာလဲ history flavor တို့နဲ့အတူ reaction လေးလုပ်ပေးမယ်ဟောင်ထောင်ဆိုတာတရားဝင်တိုင်းပြောရရင်ထိုင်းနိုင်ငံမှာထုတ်လုပ်တဲ့ local spirit တစ်ခုဖြစ်ပါတယ်ထုတ်လုပ်သူက Time Beverage Company မက်ခေါင်နဲ့ Samsung တို့ကိုထုတ်လုပ်တဲ့ company ကပဲဖြစ်တယ်ဟောင်ထောင်ဆိုတဲ့နာမည်က current fitness ဆိုတဲ့အဓိပ္ပာယ်နဲ့ time use မှာခွင့်ယူစရာနဲ့မင်္ဂလာပွင့်တစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီ golden fitness တို့နဲ့ပတ်သက်တဲ့ traditional time pride ကိုပင်မကြောင်ကြတယ်လို့ပြောလို့ရတယ်။ဟောင်တောင်က2018ခုနှစ်မှာ IWSR လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာ Hawaiian separate record ကသတ်မှတ်တဲ့ထိုင်းနိုင်ငံမှာရောင်းဝအကောင်ဆုံးနဲ့ကမ္ဘာအဆင့်ရှစ်တွင်ရပ်တည်ခဲ့တယ်။ ဟောင်ကောင်ကို1989ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီး2006 AB လမှာထုတ်ပုံပုံစံတင်တဲ့ပြန်လည်စတင်ဖြန့်ချိခဲ့တယ်။ဘန်ကောက်မြို့နီးဘန်ยีကန်ဒစ်စတလရီမှာချက်လုတ်တဲ့ဝစ်စကီလို့ခေါ်ကြပေမဲ့တကယ်ကသူ့ကိုတကိုင်နဲ့ပေါင်းခံချက်လုတ်ထားတယ်။တကယ်ဆိုရန်စင်းနဲ့ထည့်ရမှာပေါ့။ဟုတ်တယ်မလား။ Okay ဒါဆိုကျွန်တော်တို့ညှိကြမယ်ဒီ feeling ကကြီးပြန်ယူလာမယ်ကြည့်ကြရအောင်။ အနံ့ကတော့ caramel နဲ့ vanilla ရောနှောထားတယ်တင်တယ်။တေချာတောက်ကြည့်ရင်တော့အုတ်နုတ်လေးတွေလည်းရှိတယ်။အရသာကတော့ဟုတ်တယ် smooth ။ဈေးနှဲငယ်တာပေးရတဲ့ whiskey တစ်လုံးဖြစ်ပေမဲ့အရသာကမျောလင့်ထားတာလည်းပိုကောင်းတယ်။ seriously ဒီလောက် smooth မယ်လို့မထင်ခဲ့ဘူး။ထိုင်းမှာလူရင်းသိတဲ့ဝီစကီတစ်ခု ဖြစ်လာပြီဈေးနှုန်းတင်းတင်းရွေးချယ်ရလွယ်တယ်လက်ဖက်ကိုယ်တွေထဲလိုက်ရင်တော့လက်ဖက်တွေကတောက်နေတာလားဝီစကီတစ်ခွက်လားခွဲမရအောင်ဖြစ်သွားတယ် ပေါ်လာရင်လည်းဖြစ်ဖြစ်ကမ်ပိန်းထွက်တွေမှာပဲဖြစ်ဖြစ်မွေးနေ့ပွဲတွေမှာပဲဖြစ်ဖြစ်ဒါမှရှိရင်ငားလည်းဘူးနဲသွားသလိုလုံးခံစားရတယ်။ဟောက်ထောင်ကတကယ်တော့ထိုင်းမှန်တယ်မဟုတ်ပဲအရှိတောင်အာရှတဝမ်းလုံးမှာပါအထင်ကြီးခံနေရတဲ့ဝစီတခုဖြစ်လာပြီ။ဖန်ကွက်တစ်ခွနဲ့ပေါ်လာ၃ရက်လောက်စကားပြောနေတာတော့မှဟောက်ထောင်ကြောင့်ပဲဖြစ်တယ်။ဒါဟောက်ထောင်ပါအောင်မလား။ ဟောင်ထောင်က luxury whisky မဟုတ်ပေမဲ့တခါတလေရင်းနှီးရတဲ့လူတွေနဲ့အေးအေးဆေးဆေးတောက်ချင်တဲ့အချိန်ဆိုရင် perfect fit တစ်ခုလို့ပြောလို့ရတယ်။ budget whisky လက်ထဲမှာ flavor နဲ့ culture နှစ်ခုလုံးပါလာတဲ့ sharper ပုံစံမှုတစ်ခုလို့ပြောလို့ရတယ်။ဒါကြောင့် Mrs. Roy ရဲ့ပထမဆုံးဟောင်ထောင် drinking moment ကိုအောက်က comment section ထဲမှာပြန်လည်ညွှန်ဝေပေးလိုက်တော့